တဝဲအထူးစစ်ပွားရေးဆုံးရင်းနှီးစက်ကန်စီမံကိန်းအတွက်ရည်ရွယ်၍စစ်ကောက်စီခတ်တနီတိုင်းတိုင်းဆိုရကရုရှားဘာသာစကားတင်နန်းကိုဖွဲ့ဖို့စီစဉ်နေတယ်လို့ဝါထန်းတိုင်းဝိုင်းစီကတီးရပါတယ်။တနီတိုင်းတိုင်းရဲ့စစ်ကောက်စီခတ်တိုင်းရင်သားရေးရဝေါ်ကြီးကအဲ့ဒီတင်နန်းကိုစီစဉ်ခဲ့တာဖြစ်ပြီးမေလ23ရက်နေ့ကနေဇော်လ9ရက်နေ့အထိဒူဝဲမြို့စမ်းချီရပ်ကွက်မှာရှိတဲ့တိုင်းရင်သားလူမျိုးများရေးရဝေါ်ကြီးဌာနညွှန်ကြားရေးမှူးရုံးမှဖွဲ့လှစ်မှာဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒီတင်တန်းကိုအများပြည်သူသိရှိနိုင်ဖို့ကြောညာခလာမျိုးမဟုတ်ပဲဌာနဆိုင်ရာဝန်ထမ်းတွေနဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကိုဦးစားပေးပြီးခေါ်ယူနေတယ်လို့လည်းအညီမဖော်လို့တဲ့တနင်္သာရိုင်တိုင်းစစ်ကောက်စီနဲ့နီးစပ်သူတို့ကပြောပါရတယ်။တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအချင်းချင်းတရေအချက်လက်ဖလှယ်ကြတဲ့လူမှုကော်ရက် group တွေမှလည်းရရရှာပါတာစကားတင်တန်းကိုတက်ရောက်လို့ရင်စည်ရင်ပေးနိုင်ကြောင်းကြောညာတာတွေရှိတယ်လို့လာရောက်စည်ရင်ယူတာတွေလည်းရှိတယ်လို့ကျောင်းသားတို့ကပြောပြပါရတယ်။ အခုနဲ့ဖွေဖွားရီလောက်မှာစစ်ကောက်စီကတဝန်ရင်းနှစ်စိတ်ကန်းကိုပြန်စတင်နိုင်ဖို့ရုရှားနိုင်ငံနဲ့နားလည်မှုစာချုပ်ရေးထိုးခဲ့တာပါ။အဲဒီနောက်ဒေသအတွင်းအဖွဲ့အစည်းတွေကစီမံကိန်းနဲ့ပတ်သက်ပြီးကောက်ွက်မှုတွေရှိနေပေမဲ့စစ်ကောက်စီဘက်ကအထူးစစ်ပွားရေးစုပ်ဒေသကိုနယ်မြေရှင်းလင်းတာတွေပြုလုပ်နေပြီးအဲဒီဒေသမှာတော်လိုင်းအင်အားစုတွေနဲ့နှစ်ဖက်တိုက်ပွဲတွေလည်းမကြာခဏဖြစ်ပေါ်နေပါသေးတယ်။